င်္ဂလာပါရှင်မိုးပြဲအနောက်ဖက်ခြမ်းမှာစစ်တပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်အရတာတူထိခိုက်ဒဏ်ရာရှိတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှမ်းကရနေနယ်ဆက်မိုးပြမြို့အနောက်ဘက်ခြမ်းမှာစစ်တပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်အရက်တာတူတိုက်ခိုက်တန်ရရှိခဲ့တယ်လို့မိုးပြ People Defense Force လောက်ကပီဒီအက်ကထုတ်ပြန်ထားပါတယ် အော်တိုဘလ31ရက်နေ့နေ့လယ်12:00ခွဲကျော်အချိန်မှာမိုးပြဲမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့တုံးထက်ကွိတ်အနီးကိုစစ်တပ်ကဒရုန်းနဲ့ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်လမ်းဖြတ်သွားတဲ့အသက်28နှစ်အရွယ်အမျိုးသားတူထိမှန်ပြီးဘယ်ခြေတော့တိုက်ခိုက်တန်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အလာတူအော်တိုဘလာ31ရက်နေ့မနက်ပိုင်း9နိုင်ဝန်းကျင်အချိန်မှာဒမောဆိုအခြေဆိုင်စစ်တပ်တွေကအရတားနေထိုင်ရာကျေးရွာတွေဖက်ကိုလက်နက်ကြီးတွေပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။စစ်တပ်ကရွေးကောက်ပွဲပြုလုပ်ဖို့အော်ကောလာအစပိုင်းကစပြီးရှန်ဂရနီနယ်စပ်နယ်ခရနီပြည်နယ်ဒမောဆိုဖရူဆိုဖက်ကိုပိုးပြသူစီပြန်လို့တွနယ်ပူပေါင်းပြီးအင်အားအလုံးအရင်နဲ့ဆက်ကြောင်ထိုးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့ကလည်းတမောဆိုမျိုးနယ်စုဘောတန်နယ်ဥကရီရွာကြားမှာရှိတဲ့ရေဝိုင်းတောင်မှာစပါရှိနေတဲ့တောင်တူတွေကိုစစ်တပ်ကဒရုန်းပုံနဲ့တဲချတိုက်ခိုက်ခဲ့တာကြောင့်တအူးတေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်ရှင်။